Yeah. Oh, ခုနစကားပြောနေတဲ့အမျိုးသမီးသူနဲ့စကားပြောနေရဆိုတာသူကတော့ပြောနေတာပေါ့နော်အဲ့ဒီမှာဘာဖြစ်လဲဆိုတော့အဲ့ဒီအိမ်ကတောင်ဥက္ကလာတောင်ဥက္ကလာမှာဘာလဲဆိုရင်အဲ့မှာလမ်းဆုံတစ်ခုရှိရယတနာလမ်းပေါ်မှာယတနာလမ်းပေါ်မှာအဲ့ဒီ၁၄၅လမ်းဆုံပေါ့နော်အဲ့ဒီ၅လမ်းဆုံဟိုဘက်မှာဘာလဲဆိုရင်ယတနာလမ်းရယ်ပြီးတော့ အရှိအဝေစရာတန်လန်းဝေစရာတန်ပြီးရင်ယတနာလန်းအဲ့ဒီတောင်းကအကွက်ကြီးမဟုတ်ဘူးနောက်တစ်ဘလောက်အောက်ကိုဆင်းသွားရဲတင်ကန်းကျုံဘက်ကိုတောင်းကလာပေါ့နော်ပါလဲဆိုတော့ဂျန်ရှင်းစဝနာမီးပွားရနေပြီးတော့ပွားလိုက်လို့ရှင်အဲ့ဒီလန်းမြင်တော်သာလန်းလားပါလားမသိဘူးလမ်းမကြီးအဲ့ဒီမှာအကွက်ကြီးတစ်ခုရှိတယ်အဲ့ဒီအကွက်ကြီးက ဘာဖြစ်တာလဲဆိုတော့ကလားတယောက်ကအမှုဖြစ်တာပေါ့နော်ကျမတို့ကတယုံလူမျိုးအဲ့ကလားတယောက်ကဘာလုပ်တာလဲဆိုတော့သူတို့စီမှာစိုင်းလေးဖြွင့်ကျင်ပါတယ်ဆိုပြီးလမ်းဘေးမှာစိုင်းလေးဖြွင့်ကျင်ပါတယ်ဆိုပြီးတော့ဈေးရောင်ဈေးရောင်ပြီးတော့ဘာလုပ်လဲဆိုတော့ရှိသမျှပိုင်ဆိုင်မှုစာရွက်စာတမ်းညီရှင်အမိပေါက်ကိုပြောင်းချလိုက်တာကလား သူတို့ပိုင်มาတယ်ဆိုပြီးတော့ပိုင်มาတယ်ဆိုပြီးတော့တကယ်အိမ်ပိုင်ရှင်နေဖြစ်တဲ့ကျမတို့ရဲ့အဖေဘက်ကပေါ့နော်အမှန်တကယ်ကအမေနဲ့တော်တာမဟုတ်အမေနဲ့ဘာမှမတော်အဖေဘက်ကကျမတို့ရဲ့အဖေဘက်ကဒေါ်လေးအိမ်အိမ်ကကျမတို့ရဲ့အဖေဘက်ကဒေါ်လေးအဲ့မိခွက်ကတရုတ်လူမျိုးပိုင်တာအဲ့ဒါကိုဘာလုပ်လိုက်တယ်ဆိုအဲ့ကလာလေးက သူတို့နမီပေါက်တွေဖောက်ပြီးတော့ဘာလို့ပြလိုက်လဲဆိုအဲ့ဒီတစ်ခွက်လုံးကိုသူတို့ပိုင်မယ်ဆိုပြီးတော့တက်လာအောင်တက်လာတဲ့အချိန်မှာအင်ရှင်တွေကလည်းဘာမှမသိဘူးအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့အဲ့ဒီမြေကွက်ကလည်းအကြီးဒေါန်းကွက်အကြီးဟိုဘက်ရဲ့မျက်နှာချင်းဆိုင်မှာဆိုရင်6ထက်လား9ထက်လားမသိဘူးကားရန်နာခက်စခန်းဆိုပြီးတော့ special ထားထားနေရရှိတယ်။အဲ့ဒီဟာရဲ့ဒီဘက်ပေါ့နော်ပြောရမယ်ဆိုရင်ယတနာလန်ဟိုဘက်ဒီဘက်မျက်ဆောင်ထိုးပေါ့မျက်ပြောရမယ်ဆို opposite side ပေါ့နော် အဲ့ဒီဒေါင်းကွက်ကတော်တော်လှတဲ့အကွက်အဲ့ဒီဟာမှာအရင်တော့ကသူကဘာလုပ်တာလဲဆိုတော့ကျမရဲ့ဟိုစဘိုးလေးတွေကအဖေဘိုးလေးကဘာလုပ်တာလဲဆိုရာစိုက်တာဟင်းတီးဟင်းရက်တွေစိုက်ပြီးတော့သူတို့မိသားစုတစုတော်ကအဲ့မှာကြီးပြင်တာအဲ့ဒါဟောကလားတခုတက်ကလားအဲ့တဖွဲအုပ်စုကသူတို့ပိုင်ပါရဲ့ဆိုပြီးလှုပ်တာနောက်ဆုံးကမြေရှင်တွေဖြစ်တဲ့ကျမတို့ဆွေမျိုးတွေကဘလို့တိလဲဆိုတော့ DVB DVB ဆိုတဲ့အရေးဟိုစာပေါ့မီဒီယာကနေပြီးတော့လာပြီးတော့မေးမြန်းခန့်လုပ်တာအမားလို့ကဒီမှာနေတာကြာပြီလားတဲ့ဟုတ်တယ်လေတဲ့ဒီမှာနေတာအမားလို့ကမြေရှင်စစ်လားတဲ့အမားလို့ရဲ့မြေမြေရတဲ့သူများပေါ်ကျူးကျော်နေတာနော်တဲ့ဒီမြေပိုင်ရှင်အစ်စ်ကတဲ့ကလားတယောက်ရဲ့မြေပိုင်ရှင်ပါဆိုပြီးပြောအမမာသူတို့ကတိပြီးတော့လိုက်ဆောင်ဆန်းလိုက်ဆောင်ဆန်းပြီးတော့ဘာဖြစ်သွားလဲဆိုတော့ အမှုဖြစ်တာအဲ့မြေကကလားပိုင်နေဟာမဟုတ်ဘူးကျမတို့ကဒီမှာတတလုံးနေလာတာအဲ့ကိစ္စနဲ့ညာကျမတို့အိမ်ကဆက်ဆက်မှုရှိလာတော့မသိဘူးပေါ့နော်အဲ့နမ်းမှုဆိုတာကဘာလဲဆိုရင်အဲ့ကျမတို့ရဲ့ဘိုးလေးပေါ့အဖေဘက်ကအဖေဘက်ကတော်တယ်ကျမရဲ့အဖေရဲ့အတော်ရဲ့အာတားကိုယူထားတာဆိုတော့ ူတို့ကကြတော့မောင်နှမဝင်းခွဲတွေပေါ့မောင်နှမတဝင်းခွဲတွေပေါ့အဖေနဲ့ဆိုရင်ကျမတို့ကြတော့ကျမတို့အရွယ်ဆိုတော့နှစ်ဝင်းခွဲပေါ့အဲအဲ့လိုမျိုးတော်တာအဲ့ဒီအကွက်ကြီးကိုလည်းအဲ့လိုမျိုးပဲကလာအသိမ့်ပိုက်ထားတာမတရားပေါ့နော်နမယ်ပေါက်ကကလာနမယ်ပေါက်တကယ်တမ်းကြောင့်မြေပိုင်ရှာသူဥစ်စ်မဟုတ်ဘူးသူကဘာလဲဆိုတော့အဲ့ဒီမှာခဏတဖြုံဟိုဆန်ဖွင့်ပါဆန်ဖွင့်ချင်ပါရဲ့ဆိုပြီးတော့ငှားပြီးတော့ ဟိုပြောမယ်ဆိုအိမ်ပိုင်ရှင်တွေကလက်မှတ်တွေကိုအဲ့လိုအငှားစာချုပ်ကနေပြီးတော့ဒီပြင် process တွေအကုန်လုံးရှောက်လုပ်ပြီးတော့အကုန်လုံးတိမ့်ထားတာအဲ့ဒီလက်မှတ်အတူနဲ့ပေါ့နော်အကုန်လုံးလုပ်လိုက်တာဒီဘက်မြေပိုင်ရှင်တွေကလုံးဝမသိမသိဘဲနဲ့နောက်ဆုံးကျတော့ DBB ကမေးမြန်းခန်းမှာလာလာမေးတော့မှသူတို့ကတိတာတိတော့မှဒါကိုလုတ်တာအခုတော်တော်စဉ်းစားနေတာအဲ့ဒီကနေပြီးတော့မွေးတဲ့အဖေးရဲ့ဝန်းခွဲတွေကမွေးရဲ့ အကြီးမလေးတယောက်ဆိုမန္တလေးမှာအိမ်အောင်ကြာလို့ပြောတယ်။ဒါပေမဲ့တခါမှပြန်မမြင်ရတော့အိမ်ဟာပြီးတော့သူ့တမီးအိမ်အောင်ကြာရလို့ပြောပြီးတော့အခုကလေး၃ယောက်ကအခုကအကြီးဆုံးလေးကဟိုစာလူပြိုဖြစ်နေပြီလို့ပြောတယ်နော်။စဉ်းစားကြည့်မယ်နော်။ကျမနဲ့အဲ့ဒီအမနဲ့ဆိုရင်ဘယ်နှစ်กว่าမလဲ။ကျမအဲ့ဒီတော့ငါးတန်း ငါးတန်းသူ့အဲ့အမကရှစ်တန်းသုံးနှစ်กว่าတယ်ရှစ်တန်းဆိုတော့ကျမက အခု30နှစ်ရှစ်နှစ်38နှစ်ဆိုတော့သုံးနှစ်กว่าတယ်ဆိုတော့40တန်းနှစ်40တန်းနှစ်သူ့အိမ်အောင်ကြတာကသူ့အိမ်အောင်ကြတာကိုကျမကြားလိုက်တယ်သူအိမ်အောင်သူ့ကိုအိမ်အောင်ချပေးလိုက်တယ်တဲ့တက္ကသိုလ်ပြီးတော့တဲ့တက္ကသိုလ်ပြီးတယ်ဆိုတော့သူအဝေးတင်တဲ့သွားတယ်ပဲထား ဝေးတင်မှုဒေးတက်တယ်ပဲထားဒေးတက်ရင်၄နှစ်16ထဲက၄ပေါင်းတော့20 20မှအိမ်တော်ကြ21မှအိမ်တော်ကြ21မှအိမ်တော်ကြပြီးတော့ကလေးလုံးဝစမွေးတယ်ပဲထား21မှအိမ်တော်ကြဆို41ဆို20ဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့မန္တလေးမှာပြတ်သွားပြောဒုတိယကလေးလေးကြောင့်ဘာလဲဆိုညံလင်းထွန်းဆိုရဲကောင်းလေးရှိတယ်အဲ့ဒီမိသားစုကနမ်းမှုရဲ့မိသားစုက ညံလင်းထွန်းဆိုရယ်ကလေးလေးတယောက်ရှိတယ်။အဲ့ညံလင်းထွန်းကကြတော့စိနှစ်ကကြောင်းသားလေးစကန်ကြီးရမှာတေွားတာရုတ်တရက်ကြီးအုံနောက်တွေ့ကြောပေါက်ပြီးတေရဲလို့ပြောတယ်။ဘလို့ဖြစ်လဲတော့ကျွန်မမသိဘူး။အဲ့လိုပဲကျမလိုပဲအရှင်းခံရလားဘာလားတော့မသိဘူးနော်ဒါကျမမသိတာကိုပြောပြအောင်နော်အဲ့မှာတယောက်တည်တယ်အဲ့မှာဆိုတော့အဲ့မိသားစုကသူ့ဖေကဘာလုပ်တာလဲဆိုတော့ အဲ့လိုကျူရှင်နေလိုက်ပြတဲ့ဦးလေးအရန်နမဲကြီးရဲ့တောင်အောင်ကလာပါမှာသူဝိုင်းနေအများကြီးတင်ရတယ်လူတွေအများကြီးတင်ရပတ်စံအရန်ရှိတယ်ပတ်စံအရန်ရတယ်သူ့မှာသမီးကြီးတယောက်ရဲ့တားကအဲ့ညံလင်းထုံးရဲ့နောက်တစ်ခုကကြော်မျိုးထုံးရဲ့၃ယောက်တားသမီး၃ယောက်နော်ပြီးတော့အဲ့တားသမီး၃ယောက်မှာဒုတိယကောင်လေးကကျမနဲ့ရွယ်တူ ကျမက86ဆိုသူလည်းအဲ့လို89မွေးတာပဲရွယ်တူလေးကျမ10တန်းအောင်တော့သူကယောက်ျားလေးဆိုတော့အမှတ်နေပြီးတော့ရှေးစေးချောင်းဝင်သွားတယ်ကျမကကြတော့မင်းကလေးမို့လို့အမှတ်အရန်မြင်တယ်အဲ့ဒီကျမတို့နှစ်တောင်းကမင်းကလေးဆေးရဘလောက်နဲ့ဖြတ်သွားတာလဲဆိုတော့ကျမ4500 468နဲ့ဖြတ်တာ468မှတ်နဲ့ဖြတ်တာကျမက445နဲ့ရတယ်ညာလင်းထွန်းကကြတော့ဟိုးဆိုင်ယောက်ျားလေးမို့လို့အမှတ်မိပြီးတော့စေးချောင်းကိုစေးနှစ်မှာတက်လိုက်ရတယ် ါ၊ကျမသိတာပေါ့နော်။ပြီးတော့ကြော်မျိုးထွန်းကကြတော့ဒီတိုင်းရိုးရိုးပဲဖွဲရတယ်။ကြော်မျိုးထွန်းလည်းအိမ်တော်ကြသွားပြီးအိမ်မှာလုံးဝမရှိတော့ဘူး။ကျမစဉ်းစားနေရတခုခုတော့ဆက်ဆက်မှုတော့ရှိရမယ်။ပြီးတော့အဲ့ဒီနောက်ပိုင်းမှာကျမအရင်တော့ကအဲ့နန်းမှုနဲ့ကျမအမေနဲ့ဆိုတာတိတ်ပြီးတော့စကားပြောတဲ့လူစားမဟုတ်တိတ်ပြီးတော့တော်ယုံတန်ယုံခေါ်တဲ့လူစားမဟုတ်အခုကြောင့်ကျမအမေနဲ့နန်းမှုနဲ့က တန်ငယ်ချင်းနေလို့ဖြစ်နေတာအဲ့ဒါကြီးကနည်းနည်းလေးတော့စိုးရိမ်စရာပဲအမတ်တကယ်ကအမေလို့ဆိုတာအရန်အသက်ကြီးရဲ့လေ85နှစ်နမ်းမှုဆိုတာအဲ့ဒီတုန်းကပြောရမယ်ဆိုရင်အမေလို့40ကျမကျမက9တန်းဆိုရင်ကျမ9တန်းဆိုရင်ကျမအောင်86မွေးတယ်6နှစ်ဆိုရင်သူငယ်တန်း9တန်းဆို17နှစ် ဆက်တက်နှစ်ဆိုတော့ကျမကိုအမေလိုက51ဆိုတော့ဆက်တက်နှစ်ဆိုတော့ဆက်တက်နှစ်ဆိုတော့အမေက32နှစ်ပါမှအိမ်အောင်ကြတာဆိုတော့ဆက်တက်နှစ်ပေါင်း51 51ဆိုတော့နန်းမူက20ကျော်လောက်ပဲရှိအောင်မှာ20ကျော်မဟုတ်30ကျော်လောက်10နှစ်လောက်กว่าတယ်အတိုက်ရရဒါမဲ့အခုချာတော့နန်းမူကသူ့ရဲ့တငယ်ချင်းတို့မျိုးစကားပြောနေတာ အဲ့အရာလည်းမဖြစ်နိုင်ဘူးတခုခုတော့ဂျိတ်ဆက်တော့ရှိနေမယ်ကျမကျမတို့မိသားစုဒုက္ခပေးခံရတာနဲ့အဲ့ဒီတောင်အုပ်ကလာပါအဲ့ဒီအန်တီလို့အဲ့ဒီဘိုးလေးပေါ့ဘိုးလေးလို့ဘွားလေးလို့အိမ်ဒုက္ခပေးခံရအဲ့မြေကိုလိုချင်လို့ပေါ့နော်ကလာအဲ့လိုကောက်ကျစင်းနေမှုလောက်တာကျမအိမ်က CCTV ရလဲကလာအိမ်တက်အိမ်က CCTV ကလာအိမ်ကိုချိတ်ထားတဲ့ CCTV တော့ဖြစ်နေတာအဲ့ဒါကြီးလည်းအံ့ဩဖို့ကောင်းတယ်အဲ့ဒီဟာတွေကိုအကုန်လုံး Facebook မှာတင်ထားတယ်အဲ့ဒီ Facebook အကောင့်ပြန်သုံးလို့မရတော့မဟုတ်အဲ့ဒီကလာရဲ့ရုပ်တောင်ဟိုချပြလို့ရတယ်လုံးဝတော့ဒါရာဇဝတ်မှုမလုပ်တာစဉ်းစားကြည့်တာအခုတဖြည်းဖြည်းချင်းတယောက်ပြီးတယောက်တဖြုတ်ဖြုတ်နဲ့လူတွေတည်တည်ဝါတယ် ပြီးတော့ပြောသေးတက်အိမ်လုံးခေါ်ခဲ့လေခေါ်ခဲ့လို့မရဘူးဆိုပြီးပြောနေငါငါနဲ့ငါယောက်ျားပဲလာမှာပေါ့ဆိုပြီးတော့သူတို့ဘယ်သွားမယ်တော့ကျွန်မမသိဘူးအဲ့တော့ ore အတက်95နှစ်အရွယ်လေးကအတက်95နှစ်အရွယ်ကဖလန်းဖလန်းနဲ့အော်လို့ခေါင်းလုံးပြောလို့ခေါင်းလုံးဆိုတာဘလို့မှမဖြစ်နိုင်ဘူးဒါဟန်ဆောင်ထားတာပဲ။ ခုနတွေ့လားစကားပြောပုံကိုလည်းကြည်လေစကားပြောတာအတန်းကျဲလောက်မှုထွက်တာလို့ဘာလို့85နှစ်အရွယ်အဲ့လောက်အတန်းထွက်နိုင်လားကျမကမထင်ဘူးပြီးတော့85နှစ်အရွယ်တွေကဦးရင်ကလူကြီးတွေဖြစ်တဲ့အတွက်ပို့ပြီးတော့အတန်းကိုအေး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 ပဲစကားပြောတာဒီလိုအော်ကြီးဟစ်ကျဲအဲ့လိုမျိုး စကားမပြောဘူးပြီးတော့မေးဆိုရင်ဖုန်းပြောရင်ဘယ်တော့မှအဲ့လိုမျိုးမပြောဘူးအိမ်ထဲမှာပဲပြောလို့ရှိတယ်အိမ်ပြင်ကိုအဲ့လိုမတက်ကြီးရက်ပြီးတော့ ဟိုဟိုလူဟိုလူကြည်ခံဒီလူကြည်ခံနဲ့ဘယ်တော့မှစကားမပြောဘူးဟာတတော်တော့ဟိုဥစားဖြစ်တယ်သူတို့ဘသူလဲဆိုတာကိုမသိနေတော့ခတ်တယ်ဒါပေမဲ့ဒီအိမ်ကတော့ရာဇဝတ်မှုကျူးလွန်နေတာပေါ့နော်လူတွေကိုတတ်ပြစ်တာပေါ့နော်ပြောရမယ်ဆိုရင်လူမသိသူမသိနဲ့အသက်ခံနေရတာမိသားစုတစုလုံးတော့ဖြစ်နေပြီ အဓိကဘာလဲဆိုရင်ပတ်စံရှိလို့ဘာဖြစ်လဲဆိုတော့အဲ့ဒီဘိုးလေးလို့ဆိုရင်လည်းအဲ့ဒီမြေကွက်ကတေကကြော်ကြော်လောက်ရှိရဲ့အဲ့ဒီထောင်းကွက်ကြီးအခုခေဟိုကွန်တိုဆောက်လိုက်လို့ရှိရင်အများကြီးပတ်စံနေအများကြီးရသွားမှာအနောက်ကတော့ကျင်းသေးတယ်ဟိုစာပေါ့နော်အဲ့လိုအဲ့လိုမတမာမှုလုပ်တဲ့ခေါင်းအကြီးကြီးတယောက်တော့ပါကိုပါလိမ့်မယ် ကလားပဲကလားပဲကျင်းသေးတယ်ကလားပဲအဲ့ဒီတော့ကလည်းကလားပဲတောင်းကလားပါအဲ့ဒီမြေကွက်ကလည်းကလားပဲ